ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူနာယိုစစ်တပ်ရေးသားထားတဲ့အယူသူတော်နဲ့နတ်ဖွဲ့တဲ့အိမ်ဇလန်းစာဆောင်ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးစတင်ကမှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားလိုတီပဲလေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါရစေကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရစေရှင် နတ်ဖတ်တယ်ဆိုတာကိုအားလုံးပဲကြားပူးကြမယ်ထင်ပါတယ်။ရှေးရလူကြီးတွေကပြောတတ်ကြတယ်လေ။ညနေဘက်ကြီးညဘက်ကြီးမှာပေါအောင်လာမျိုးမလုပ်ရဘူး။နတ်ဖတ်တတ်တယ်လို့ဘာလို့ပြောဆိုတတ်ကြတယ်မဟုတ်လား။ဒီအပြေအုံမှာရှင်ပြုတ်အလူမှာရှင်လောင်းကိုအပြော်ရန်ဖွက်ကြရင်လည်းနတ်ကထပ်ပြီးဖွက်သွားလို့ပွဲပေးပြီးတောင်းယူရတာတွေ။တချို့ကြတော့ရှင်လောင်းငယ်ကိုအသက်မပါတော့မှပဲပြန်ပြီးတွေးရတာတွေလည်းရှေးလူကြီးတွေပြောကြလို့ကြားပူးခဲ့ကြမှာပါ။အခုကတော့ဗျာတကယ်ဟိုမှာထူးထူးဆန်းဆန်းမှာ ိမ်တလုံးလုံးအပြင်မှာမိသားစုကြီးတစ်ခုလုံးပါနောက်ဖက်သွားတာဗျပြောမယုံကြုံမှုမှသိတဲ့ကျုပ်ကတော့မြတ်ဝါထင်ထင်ကြီးကြုံတွေ့ခဲ့ရတဲ့သူမလို့ခင်ဗျားတို့စီကိုပြန်လဲပြီးတော့ဖောက်တယ်ချပြီးပြောပြခြင်းနဲ့ဒီဖြစ်စဉ်ဖြစ်ခဲ့တဲ့ရွာကျုပ်တို့ရဲ့ဘာကြီးနေတဲ့ချောင်းမကြီးရွာမှာဖြစ်ခဲ့တာပါကျုပ်ကလည်းဘာကြီးစီမှာအလုံးလုံးရင်းနဲ့အဲ့ရွာမှာအချိန်ပေါ့အဖြစ်ပြက်ကတော့ဒီလိုရဲ့ဗျချောင်းမကြီးရွာဆိုတာကမိယိုးဖလာလေယာကိုင်းကျွန်းအလုပ်ကိုပဲလုပ်ကြတဲ့ရွာကြီးတရားလीအ ရွာနဘေးမှာချောင်းငယ်ဆိုတဲ့ချောင်းတစ်ခုအားစီစဉ်နေတော့လေလောက်ရလို့စိုက်ပျိုးရေးအတွက်တကယ့်ကိုမှအားကိုအားထားဖြစ်ရပြီးတော့တီးနှံတွေလည်းဖြစ်ထွန်းနေဒီလိုမျိုးကိုင်းကျုံးလျာလောက်ကိုင်းတဲ့ရွာမှာမှကျောက်ပါကြီးမောင်တွေဆိုတာကအတိုင်းဝိုင်းထဲမှာတမိပေါက်တယောက်ထုံပြီးတော့တာသက်တိုင်းအလုပ်ကိုလောက်ကိုင်းနေဒီလိုလောက်တယ်ဆိုတာလည်းဆက်ဆက်မှုအရာတော့ဘာကြီးထက်အသက်15နှစ်လောက်ငယ်တဲ့မိမဖြစ်သူမက်ခင်လာရဲ့အမျိုးရိဆရာနေမှာတဆင့်ဆက်ဆက်သွားတယ်လို့သိရတယ် ဘာကြီးရလဲမီယိုဖလာဆက်ပြိုးရဲ့အလုပ်ကိုလုပ်တော့မိသားစုနလန်မထူဘဲနဲ့တာတာအလုပ်ကိုလုပ်ကြမှာ73ရောက်ရှိရဲ့သူတို့မိသားစုကဝင်ငွေကောင်းလို့ပြီးတော့အဆင်ပြေပြေဖြစ်လာရတယ်လေ73ရောက်ဆိုတာကဘာကြီးရောမိသားစုကလင်မယား2ရောက်ရဲ့တာသမီ3ရောက်ရဲ့ကိုမှ9ရောက်ရှိတာကျန်တာတော့မက်ခင်လာဘကအဖေအမေနဲ့အနွယ်တော်ဘူစုခူရီဘလို့ပဲဖြစ်ဖြစ်တအိမ်နဲ့အတူတူနေတော့မိသားစုပဲပေါ့စာအုပ်ကလည်းကြီးလိုက်တော့မှတရက်ကိုအိုးကြီးအိုးငယ်အသွေးသွေးဦးမှပြည်နဲ့ချီပြောချက်ရတာလေ ဒီလိုဖြစ်နေတဲ့အချိန်မှာတာတာလုပ်ငန်းလုပ်ကိုင်းတဲ့မက်ခင်လာဘက်ကအမျိုးကြောင့်နဲ့ဆုံးပြီးတိုင်ခွဲပြင်းနဲ့စတင်လုပ်ကိုင်းတယ်။တနေ့လောက်ကြတော့ကိုပိုင်လိုက်စင်လျှောက်ပြီးတော့ကိုပိုင်လုပ်ကိုင်းတော့တယ်။ဘာကြီးကစူးစားတယ်မက်ခင်လာလူရည်လဲတယ်။ဒီတော့စီးပွားရတဟုန်တို့တိုးတက်တယ်။စာအုပ်ကြည့်ပေမဲ့လည်းလုပ်ငန်းအဆင်ပြေအောင်မှုစရာမလိုတော့တဲ့အခြေအနေစီကိုဘာကြီးရောရောက်ရှိလာတယ်လေ။ တကယ်တော့ချမ်းသာတာမျိုးမဟုတ်သေးပေမဲ့စီးပွားရေးအဆင်ပြေပြီးတော့မက်ခင်လာဆိုလဲရွှေကလေးငွေကလေးဝတ်နိုင်လာတာပေါ့လေ။ဖာကြီးကတပတ်ကိုတစ်ခါနေဆောင်လဲပြီးနွားပွဲစည်းတွေစီကိုလိုက်လံလှည့်လေလို့ပွဲရောက်တော့ရှာဖွေတယ်။နွားအိုနဂမ်းမျိုးတွေနဲ့စုံပြီးဆိုရင်လဲဈေးကိုရတဲ့လောက်စစ်ပြီးတော့ဝယ်ယူတယ်။တစ်ခါတလေကြရင်လဲစိုင်နွားမျိုးဝယ်ပြီးဆိုရင်လဲဈေးကိုရနိုင်တဲ့လောက်နှိမ်ပြီးမှဝယ်ယူတတ်တယ်။ဘလို့ပဲဖြစ်ဖြစ်ပေါ့။ရောင်းတဲ့သူကနှအိုနဂမ်းကိုဘလို့မှမခိုင်းလို့မရတော့လား။အတတင်ကြီးလဲထိုင်ကျွေးမထနိုင်ဘူးလေ။ ီတော့ဘာကြီးတို့ပြောတဲ့စေကိုရှုပြီးဖြည့်ဆွက်လို့နွားအကောက်ဝဲဖို့သာရှိရော်တယ်။ဒီလိုလောရက်ကလည်းဘာကြီးတို့အတွက်တကယ်ကိုအထောက်ကူဖြစ်တယ်။တပတ်မှ၃ရက်ဆောင်ရွက်တွင်မှသူတို့တွေနွားပေါ်ပြီးတော့အသားဖြတ်ရတယ်။ကျန်တဲ့မရက်၄ရက်ကမူလတန်ရအသားဖြတ်တယ်။ဂျေဇုကန်ဂျေဇုသားရှိတော့ဘာကြီးတို့ကတပတ်၃ရက်ကိုမကျင့်နဲ့လဲကျင့်နဲ့ကျင့်နဲ့လဲကျင့်နဲ့သဘောတူကြရတယ်။အမနောငွေကလေးရှိပြီးအချိန်လွတ်စပြလာတဲ့ဘာကြီးလိုလေမြားဒီကိစ္စအတွက်ကိုလိုက်ခဲ့တဲ့လေကျင့်နေကြရရတော့မဟုတ်ဘော့ မတက်တာလို့သာခေါင်းငိတ်ထားကြတဲ့သဘောပဲဒီအတွက်ကိုလေလူရည်လဲတဲ့မခင်လားနေ့စဉ်နေ့တိုင်းဘလို့မျိုးဖြစ်ရှင်ရမလဲဆိုတာတွေးတောနေတရက်တော့သူမအကြံရသွားတယ်တခြားရွာနွားခိုးသမားတောင်ငွေပေးပြီးတော့တစ်ဖက်တိုင်ကိုသွားပြီးတော့အရှောင်းခိုင်းနေပြီးတော့တစ်ဖက်လည်းနေနွားရှင်သတင်းပေးပြီးတော့တိုင်တောစေတယ်သူမရဲ့အကြံစီကအောင်မြင်သွားတယ်ခိုးနောက်အသားဖြတ်မိတဲ့တဖက်တိုင်ဟာလေလိုင်စင်အသိမ်းခံရပါအောင်လားနောက်တိုင်းရှိရမှာတထိုင်ကလိုင်စင်သိမ်းခံရပြီဆိုတော့တနေ့လုံးမှာဗာကြီးရဲ့ထိုင်တထိုင်ပဲရှိရော်တယ်။သူသားလည်းမင်းမှုပြီးပေါ့လေ။ တပတ်ခုနှစ်ရက်ကို900လုံးအသားဖြတ်တယ်။ပါးကြီးတောက်တဲ့အဝယ်ရောအဖြစ်ကမနိုင်တော့တာမို့လူငါထပြီးတော့အသားဖြတ်ကြတယ်။ကျုပ်လည်းအသားဖြတ်သူဖြစ်နေဝင်ရောက်ပြီးတော့လောက်ကင်ဖြစ်ခဲ့တယ်။ပါးကြီးကတော့အဝယ်ဘက်ကိုပဲအာယုံဆိုင်ပြီးလှုပ်ဆောင်နေ။သူတို့တတိုင်းနဲ့ဆိုတော့ရသလောက်ကိုဖိနိုင်ပြီးဝဲတာထက်တိတိတသားကိုချိုးနိုင်ဖိဖမ်းပြီးတော့ဝဲတော့တာ။ဒီလိုနဲ့ပဲသူတို့ရဲ့စီပါလာပိုင်းအတွင်းကိုတိတိတသားနဲ့တချိန်တူတိုးတက်လာပါတော့ပေါ့။တခုတော့ရမှာကြတော့နွားဝယ်ရနေပြန်လာတဲ့ဘာကြီးကိုမခင်လာတိုင်ပြန်လာတယ် ကမတွေတော်နွားဝယ်ရတာကိုအဆင်ပြေရလားဒီအထဲမှာနွားအရာနေလာတယ်နော်တော့ကြအဝယ်များတော့လို့ကျုပ်တို့ထိုင်ပြုတ်နေအောင်မဲမက်ခင်လိုက်အမေကိုကျုပ်ပါရတပြင်းချရီအဝယ်ကတော့တိတ်မကောင်းတော့ဘူးဟာငါတို့ကဈေးနေလုံးလို့ကနန်းနယ်ဘက်ကတိုင်းစီအပင်မန်းခံဈေးရိတ်အကုတ်ခံပြီးနွားဆွဲပြီးတွားရောက်ကြတာမျိုးတွေလည်းရှိလာတယ်ဟုတ်တော့အဲ့လောက်တော့ဖြစ်ပြီလားအေးပေါ်ဟာဒီတစ်ပတ်ဆိုရင်သုံးကောင်ရဖို့တော့အသေးတန်ပြောပြီးတော့ဝယ်လာတာတော်ဖြစ်လေတော့ဈေးတော့တိုးမပေးနိုင်ဘူးတော်တောင်ချုံပတ်ကြီးဆင်းဝယ်ချီတော့ ေးငါလည်းအဲ့ဒါကိုစဉ်းစားနေရဒါပေမဲ့ခီးစည်းကထောက်မလားလို့ခီးစည်းထောင်းတာနွားနှကောင်လောက်ရရင်ကိုကာမိပါရဲ့အဲ့ဘက်ကသာဆင်းပြီးဝဲကြည့်တော့အေးပါကွာအေးပါဘာကြည့်လဲမက်ခင်လာရဲ့စကားအတိုင်းတောင်ချုံတီနွားဆင်းဝဲတယ်တောင်ချုံဘက်ကတာသက်တိုင်းမရှိတော့အဆင်ပြေတယ်လေမက်ခင်လာပြောတယ်လို့ပဲနွားလည်းရတော့ဇေယျလည်းကာမိရပါတရကြတော့မခင်လာရဲ့နွားမြင်ငွေပဲလို့မြင်တတ်တဲ့မျက်စိကနှစ်ရွာကျော်ရဲ့ရွာအလူကနေပြန်လာမထီပါတဲ့နဲ့နွားတကမြင်မိလာတယ် အဲ့ရွာရွာတော်ရှင်ဆက်တာထားတဲ့နွားတဲ့ရွာတော်ရှင်နန်းနန်းအနောက်မှာပဲနေပြီးတော့အဲ့နာမှာပဲနွားကြောင်သူမဲ့ပြီးတော့ပေါ်များလာတဲ့အစာတွေကိုလွတ်လွတ်လပ်လပ်စားတော့ရတော့မို့နွားကြီးကအိုလူပြီးဆိုပေမဲ့ဝါဖီနေရလေဒီနွားကြီးကိုမခင်လာမျက်စိကြလာပြီးတော့ဘာကြီးနွားဝယ်ရပြန်လာမှအကျိုးအကြောင်းပြပြလို့သူမရဲ့ကြံစီကိုတိုင်မင်တော့ရဖြစ်ပါမလားခင်လာရဲ့မခင်လာရဲ့အကြံစီကိုဘာကြီးကဘဝေမကြပဲနဲ့ရေရွမိရဲ့ အိုးမဖြစ်စရာဘာကြောင့်ရှိလို့တော့ဘေးမဲ့ပေးထားတဲ့နွားပဲဟိုတခါတော့လည်းပဲနွားခိုးတယောက်ကိုငွေပေးပြီးတော့ခိုးခိုင်းရမှာပါနက်နဲ့ငါကမစော်ကားရဘူးတဲ့ခင်လာရအိုးနက်ကိုကျုပ်ကဘာလုပ်နေလို့တော့အဲ့ဒါရွာတော်ရှင်ကိုဆက်ထားတဲ့နွားဟာအိုးတော်ပဲစဉ်းစားကြည့်ပေါ့ရွာတော်ရှင်နွားဆက်ထားတယ်အဲ့နွားကိုရွာတော်ရှင်ဆီကနေပြန်စွန့်ရင်ရမှာပေါ့ပြန်စွန့်ရင် ဟုတ်တယ်လေပြန်စွန့်ရင်ရတယ်နွားကြဝါဖြိုးနေတာတော့အသားချင်အတော်လေးကိုထောက်မှာနော်ဘသူ့ကမှလည်းဈေးမနေဖာမနေနဲ့အမုံမပွားပဲနဲ့အဲ့လိုတကောင်ရမှာတော့အမျက်စုံလည်းမတရားထွက်လိုက်မဲ့ဖြစ်ချင်းဘာကြီးခင်ဗျာလေတပ်ပြင်းတာချပြီးဘာမှပြန်မပြောတတ်တော့ပါဘူးမိမငငယ်မျက်နှာမညို့ဘူးကသာသူ့အတွက်အရေးကြီးရလို့ပဲသတ်မှတ်ထားရသူမဟုတ်လားသုံးစံတိုင်းပဲနွားခုတရားငွေပေးတယ်ရွာတော်ရှင်ကနတ်စီကိုငွေနှစ်ချက်ကိုနွားဖို့ဖြစ်နေဆက်ပြောင်းဆက်ဖို့မှာတယ် ပြီးတော့နွားကြီးရောက်လာတော့စောင့်ကြတာပေါ့ကျွတ်တို့သားဖြတ်သမားတို့လည်းအဖြစ်မှန်မပြောဘဲနဲ့ညကြိုင်နွားတကောင်ရှောင်းမဲ့အကြောင်းနဲ့အသားတက်ပြီးဖြတ်နိုင်မှုအတွက်ပြင်ဆင်ထားဖို့မှာတော့အသင့်ပြင်ထားကြပြီးတော့စောင့်နေကြရတယ်။တကောင်ကျော်အချိန်လောက်ကြတော့နွားရောက်လာတယ်။နွားကြတကယ့်ကိုမှဝါဖီးတုတ်ခိုင်းနေနွားကြီးပြ။အဲ့တော့ကျွတ်တို့လည်းအလုရှင်အမေတိုင်းနွားချင်းကိုချက်ချင်းထုတ်တက်ပြီးအသားဖြတ်ကြတာပေါ့။အသားဖြတ်လို့ပြီးတော့အသားချင်းကတာမန်နွားတကောင်ထက်ကိုမှအချိန်15လောက်ပိုထွက်လာတယ်။မက်ခင်လာသူကိုယ်တိုင်ဦးစီးပြီးတော့ကျွတ်တို့ကိုခြေစားလက်စာတွေဖြောက်ဖြက်စေတယ်။ ွတ်တွတ်တွတ်ကိုလည်းစူကြီးဆိုပြီးတယောက်ကငွေ30စီပေးတယ်။မနေ့လည်းတော့အရာအလုံးကဘာမှမဖြစ်ခဲ့တယ်လို့ပဲပုံမှန်ချိန်နေရှိနေ။ညာတော့ကိစ္စမျိုးတောက်ဆိုတာသိနေပေမဲ့ကျွတ်တွတ်တွေပြောနိုင်မှာလေ။လဝါကထပ်ပိုတဲ့ငွေကျွတ်တွတ်ရရှိထားကြတယ်မဟုတ်လား။ကျွတ်တွတ်လည်းလော်ရုံလုဆန်တိုင်းအသားတွေဖြတ်ဝေကြတာပေါ့။ကျွတ်တွတ်အသားဖြတ်တဲ့သမားတွေကတော့ဒီနေ့အတွက်ကမှအသားဖြတ်စရာမလိုတော့ဘူးလို့မခင်လာညာတွေကပြောထားတဲ့အတွက်တဏီကုံအားလက်ခွင့်ရကြတာပေါ့လေ။တာပေါင်းတဲ့ကိုတာတို့ကရေမိုးချုပ်ဖိလိမ့်ပြီးတော့ရွာရဲကိုလူပြိုလဲထွက်သွားကြတယ်။ ကျောက်ကတော့သူတို့လိုလူပြိုလှဲဖို့ပါဖို့စိတ်ဝင်စားတဲ့သူဆိုတော့ရွာရဲခနာထွက်ကိုအစ်တထုပ်ကိုထုတ်ပြီးတော့ကျောက်တို့တွေလည်းအသားဖြတ်တဲ့ဒေးစီယာနေကျောက်အေယာစီကိုပြန်လာကိုတရားနေရမြုပ်ပြီးတော့လေအိပ်ပျော်သွားခဲ့တာပေါ့အဲ့ဒီအချိန်မှာကျောက်ရဲ့နားထဲမှာစုညံတန်တွေပတ်လို့ရိုက်နေအောင်လန့်နိုးလာတယ်ကျောက်ချထိုင်မိတဲ့အချိန်ကျောက်စီကိုတာအပြေးရောက်လာငမို့ငမို့ပြဿနာတက်ပြီကွာကိုတာအရင်မရှိအပြာမရှိအော်ပြောလာတော့ကျောက်လည်းရုတ်တရက်ကြီးနားလည်ရခတ်သွားတယ်ကိုတာဘာဖြစ်လာလဲဗျခမရလည်းအဆမရှိအဆုံးမရှိနဲ့ မခင်လာတော့အိမ်ပျောက်သွားလို့ကွာဟမ်ဘလို့ကျုပ်ပါကြီးအိမ်ကပျောက်သွားတယ်ဘယ်ကိုပျောက်သွားလဲဘာမှမပျောက်ဘူးအိမ်ကြီးတအိမ်လုံးရောလူတွေရောပျောက်ကုန်တာကွာဟာခမညာကျုပ်ကိုအိမ်မုံဆောင်သွားနေဆိုလာနောက်နေပြန်ပါပြီငါမနောက်ဘူးကွာတကယ်မင်းမယုံဘူးလာကြည့်ဟိုမှာရွာတွေကလူတွေလည်းရောက်နေကြတယ်စုညပေါ်လောရိုက်နေတာပဲကျုပ်လေကိုတောက်ဘာမှမပြတ်မပြောတော့ဘူးဒီလိုကျုပ်ကိုတတ်တတ်နောင်နေရလို့ထင်မိတယ်လေ စိတ်ထရလည်းထလာရင်းနဲ့ဒီလူဟုတ်ရင်ဟုတ်မဟုတ်လို့ကတော့အသက်ကြီးတာရောဘာလို့နားမလဲဘူးလို့ကြုံလဲကြုံမထားမိတယ်။ကြုံလဲဘာကြီးတော့ဝိုင်းနဲ့ဝင်လာလိုက်တယ်။ဟာကြုံလေအလွန်မှအံ့အားတင်ပြီးကိုမျက်လုံးတော်မှာကိုတော်မှာမယုံလို့ပုတ်သက်ကြည့်မိရတယ်။ကြုံမျက်လုံးမှာတော့မဟုတ်ဘူး။ဘာကြီးတော့အိမ်ညာမှာဘာဆိုဘာမှမရှိတော့ဘဲနဲ့မြေကွက်လက်ကြီးထိထိသာရှိနေ။အောက်ခံပြန်တော့နှစ်ထပ်အိမ်ကြီးဆိုတော့အလုံးထည့်လိုက်ကြည့်ဦးမှာညလဲဆရာညလဲပြထားသလိုပဲပျောက်ဆုံးနေရ။ ဒီလိုမျိုးအင်ဂျီအလုံးထည်လိုက်အောင်မဆွေးဖို့ဆိုတော့လေမပြတ်နိုင်တဲ့အရာလေးဗျာလူတွေလည်းပြောက်နေတယ်ဆိုတော့ကြုတ်ပြင်ဘလို့မှညံ့မိအောင်မစဉ်းစားနိုင်တော့ဘူးရွာသူရွာသားတွေလည်းဒီဖြစ်ပျက်ကိုကြည့်ရင်အလုံးမအံ့အားတင်ကြရင်တယောက်တစ်ပေါက်ထင်ကြရင်လည်းစဉံပွက်လို့ရိုက်နေအင်ဂျီကမျက်စိရှိနေပျောက်သွားတာဗျအိမ်ထဲမှာကုမောင်တွေးလို့မိသားစုတွေလည်းပါသွားတယ်ဗျမျက်မြင်တွေ့သူတယောက်ကထပြောတယ်ကျုပ်တို့လေမျက်စိရှိတယ်မြင်လာပြီးတော့မြင်သူကသာပြောနေလို့ကြားမိ啊တကယ်ဟုတ်မှအိမ်မက်မက်နေတယ်လို့ပဲရုံမယုံနိုင်ဖြစ်နေမိ啊 ဒါပေမဲ့လေဗျာတကယ်ဖြစ်သွားခဲ့ပြီပဲလေတကယ်ဆိုအတွက်ကိုတော့ရွာလူကြီးသူမတွေကခေါင်းချင်းရိုက်ကုန်ကြပြီအဖြေတော့ဘယ်သူမှတိတိကျကျမပေးနိုင်ဘူးဒီတော့လေဘာကြီးအိမ်ကြီးပြန်ပေါ်မဲ့အခြေကိုစောင့်ဆိုင်ကြဖို့ပဲဆုံးဖြတ်ပြီးတော့လူသူစုဖွဲ့လို့ဘာကြီးတို့ဘိုင်းထဲမှာတဲထိုးပြီးတော့ကင်းဆောင်တဲ့သဘောမျိုးထားရကြတာပေါ့လေသုံးရက်ရှိပါပြီအိမ်ကြီးရောဘာကြီးတို့မိသားစုရောစုံစုံမြောင်းပျောက်နေတော့မယ် လေးရမြောက်တဲ့မနက်မှာတော့ရွာပြင်မှာမျက်ရည်နေတဲ့ကုပေါ်လူကအယူတရားကိုကြွတ်ကြွတ်ဆောင်ဆိုင်နေတဲ့ပါကြီးဝိုင်းစီကိုဆက်ဆိုင်မြင့်မြဲကြီးခေါ်ဆောင်လာတယ်။အယူကဝိုင်းထဲကိုရောက်တော့ကျေးဇူးရှင်တတ္တဝါကိုတားဖြတ်ရုံနဲ့မကနတ်နဲ့နှကားကိုပါသွားစော်ကားတာ哦။အဲ့လိုပြောပြီးတော့စိတ်ဆိုးဒေါသတွေထွက်နေ။ကျုပ်ကအယူကိုကြည့်ပြီးကုပေါ်လူကိုမေးမိတယ်။ကုပေါ်လူအဲ့ဒါဘယ်ဟာယူလဲဗျ။ရွာထိတ်မှာတွေ့ကြတာကမောင်တွေတို့အိမ်ကိုသွားကျင်နေပြောလို့ဟာဒီမှာပြဿနာကြီးတက်နေအောင်ခမရသူပြောရိုက်ခေါ်လာလားဗျ သူကကိုပေါ်လူအပြစ်တင်လိုက်မိတယ်။သူကမောင်တွဲတော့ငါလာခဲ့တာလိုက်ပုတ်ပြန်ပို့ပြီးဆိုလို့ကွာ။ဘာဟုတ်ကဲမလဲဗျာခမရကဲမယ်ဆိုတဲ့သူလည်းကြည့်အောင်အဝေဆာဆုတ်ဆုတ်ချာချာစပယ်ရဘုတ်တိုက်ကောက်ကွေးနဲ့သူ့ကိုသူတော်မှာဘာမှမသိတဲ့ယူနေတယ်သူ့ကိုဗျာ။အယူဆိုတာတမူးတာရကြတယ်ကွာပြီးတော့ဒီယူကတာမှမဟုတ်ဘူးလို့ငါတော့ထင်မိတယ်။ခမရတော့ဗျာကျုပ်လည်းကိုပေါ်လူကိုဒေါသဖြစ်မိတယ်။စကားဆက်မယ်ဆိုရင်တော့အခြေတင်ဖြစ်ရတော့မှမဟုတ်ဘာမှအဆင်မပြေမိတော့ဘူး။ အယူကကျွတ်တို့စီတစ်ချက်လန်းကြည့်သူ့ကောင်ကိုသူလက်ညှိုးကွေးပြီးတော့တောက်တောက်ခောက်တယ်ပြီးတော့ဗျာကုန်းကုန်းကွက်ကွက်နဲ့မြေပြင်စီဟိုနန်းတင်နဲ့လိုက်ပြီးတော့နန်းရှုံနေကျုပ်လည်းအယူကိုကြည့်ပြီးအာယဝနောက်လာပြီလေဒါကြောင့်ကျုပ်လည်းအားလုံးရှေ့ကိုထွက်ပြီးအယူစီကိုသွားလိုက်တယ်ဟေးအယူသူ့ကဒေါသတန်နဲ့ခေါ်လိုက်တယ်ဒါပေမဲ့အယူကလှဲ့မကြည့်ဘူးကျုပ်ဒေါသထွက်သွားတယ်ဒီအိမ်ဝိုင်းကြီးတစ်ခုလုံးမှာဗာကြီးမောင်တွေနဲ့ဆွေမျိုးတော်ဆက်သူဆိုလို့ကျုပ်ပဲရှိအောင်မဟုတ်လားဟဲ့မြေခေါ်နာမကြောက်လား သူကပြောလဲပြောအယူရဲ့ပခုံးလေးလှမ်းဆက်လိုက်မိအာလာလာအယူရဲ့အတောင်ထိမရနဲ့ကျုပ်လက်စီတစ်ခုလုံးကျင်ငနေဖြစ်သွားပြီးတော့ချက်ချင်းပြန်ပြီးရုပ်လိုက်ရတယ်အယူကတော့ကျုပ်ကိုအခုထိလှဲ့ဦးမကြည့်啊သူ့ဘာသာဝိုင်းနဲ့ဟိုပတ်လိုက်ထိပတ်လိုက်နဲ့လှုပ်နေကျုပ်လည်းကျင်သွားတဲ့လက်ကိုတစ်ချက်နှစ်ချက်ဖိလိုက်နှိမ့်နေလိုက်တော့တတသွားတယ်လက်ကနာသွားတော့ကျုပ်ဒေါသလည်းပို့ထွားတာပေါ့လေလက်ကွာမှာတာတတ်တဲ့အလုပ်ကိုလုပ်တဲ့ကျုပ်အခုတော့မထင်မဲ့မြင်လုပ်နေအယူကိုကြည့်ပြီးဒေါသမထင်နိုင်တော့လေ နေရထိုးတစ်ချောင်းဆွဲပြီးအယူကိုပြေးလို့ရိုက်မယ်စူးစမ်းမိရောအကောင်လုံးကကြုတ်ကိုဝိုင်းမိဆွဲထားကြရတယ်။ကြုတ်ကလည်းရှုံကံပြီးတော့အယူကိုရန်သူလိုသဘောချပြီးတော့ရိုက်နှက်ဖို့သာစိတ်ကရှိနေ။ဒီလိုမျိုးရုံရင်းဆန်ကပ်ဖြစ်နေအချိန်ကြာမှာအယူကကြုတ်ဘက်ကိုလှည့်ကြည့်လာတယ်။ပြီးတော့အားလုံးနဲ့ကနေကြုတ်ကိုစူးစူးဆဆိုင်ကြည့်ပြီးတော့တရက်ခန်းထဲမှာဒီငမိုက်သားလေးပါပဲ။ရွာတော်ရှင်နေအခုဒီကောက်ကိုရဲဝင်လိုက်စမ်းငါသူ့တော်အမိတ်။အယူကအာနာထနံစကားကိုပြောလိုက်တာကြုတ်ကြားမိလိုက်တယ်။ ဒီစကားရဲ့အဆုံးမှာပဲကျုပ်ရဲ့အတိအာယုံနဲ့ဘာရီမှန်းမသိဘူး။မိုက်ခနဲဖြစ်ပြီးဘာဆိုဘာမှမသိတော့ပဲဖြစ်သွားတာ။ကျုပ်သတိပြန်ရလာတော့ကျုပ်ဘေးမှာလူသူတွေဝိုင်းနေကြတယ်။ကျုပ်ကဝိုင်းနေရတော့မဟုတ်ဘူး။သူတို့ဘာသာတစ်ခုခုအခြေတင်ဝိုင်းဖွဲ့ပြီးတော့တွေးနေတယ်လို့လူဆွေးနွေးနေကြတယ်လို့လူနဲ့ကျုပ်ရဲ့နှဖေးမှာထိုင်နေကြတာ။အဲ့ဒီထဲမှာထိုင်နေတဲ့အထက်ဘာကြီးမောင်တို့မိသားစုလည်းပါနေ။မကင်လာတော့အားလုံးကြမှာတရှုံရှုံငုံနေရပေါ့။ကျုပ်လည်းဘာရီဘလို့ဖြစ်ကုန်နေဆိုတာမသိရတော့လူလဲပြီးထထိုင်မိရော။ဟောဗျာ။ သူကဘာကြီးတို့အိမ်ကြီးရဲ့အောက်ထပ်စီမှာရောက်နေတာဗျ။ဟောငမိုးတရိယလာပြီငမိုးတရိယလာပြီရေတွေဘာတွေတိုက်ကြပါဦး။ကျုပ်အနာတယောက်ကထော့ပြောတော့ဟိုဘက်ကထိုင်နေကြတဲ့သူတွေကျုပ်ကိုလှည့်ကြည့်လာကြတယ်။ဘာတွေဖြစ်ကုန်တာလဲဗျ။သူကရေတောက်ဖို့စိတ်ဝင်စားမိဘူး။ကျုပ်သိချင်တာအတွက်ကိုပဲအလောတစီမေးမိတယ်။ဘာစီမောင်တရားကျုပ်ကိုကြည့်ပြီးမျက်ရည်တွေရှစ်တိုင်းနေရနေ။ငါတို့တိတ်မားခဲ့တယ်ငမိုးရ။ဘာဖြစ်လို့တော့ဗာကြီးဘလို့ကြောင့်တော့ပြီးတော့ဗာကြီးတို့ကဘယ်ရဘလို့ပြန်ရောက်လာကြတာရော။ ငါတို့ပြန်ရောက်လာကြတာကမင်းရိုက်မြန်လို့တဲ့သူတော်ဆိုတဲ့အယူကြောင့်ပဲကွ။ तू ကငါတို့ကယ်လိုက်တာ။ဖျား။ကြက်ကအယူနဲ့အခြေတင်ဖြစ်ခဲ့ရတာကိုပြန်ပြီးတော့မြင်အောင်လာမိရတယ်။သူတော်သားမကယ်ငါတို့တမိသားစုလို့ရေတိမ်နေရတော့မှငမိုးရ။ကျုပ်ဘလို့မဆက်ဆက်ပြီးစဉ်းစားလို့မရဘူးဗျ။ကျုပ်ကိုတေချာလေးပြောပြနိုင်လို့ရှင်ပြောပြပေးကြပါဦး။အေးပြောပြမယ်ငမိုးရ။ဘာကြည့်啊သူတို့ကြုံနေရတာတွေကျုပ်ကိုဒီလိုမျိုးပြန်ပြီးပြောပြလာတယ်။ ညတော့ကတော့အသွားဖြတ်ရမှာအရေးပြက်ခဲ့ရတာကြောင့်မနက်ပိုင်းမှာအသားတွေဖြန့်ဝေပေးပြီးတော့နေ့လယ်ပိုင်းမှာပါကြီးတို့လင်များအိတ်ဆက်ကြတယ်။အဖိုးကြီးအဖွားကြီးတို့လည်းအိတ်ဆက်ကြတယ်။ကလေးတွေကတော့အိမ်ပေါ်မှာပဲဆော့ကစားနေကြတာပေါ့။ဘာကြီးတို့အိတ်ဆက်ပြီးတိတ်မကြလိုက်ရုတ်တရက်ကြီးအိမ်အပေါ်ပေါ်မှာရှိနေကလေးတွေထငိုတယ်။ကလေးတွေအကုန်လုံးငိုတော့ဆိုတော့ဘာကြီးတို့လည်းအိမ်ယာနေလန်လို့ကြပြီးထကြည့်မရပေါ့။အိမ်ရှိဘက်မှာငိုနေတဲ့ကလေးတွေကိုလည်းမတွေ့ရသလိုကလေးတွေအားလုံးကလည်းအိတ်နေကြတာအတုံးယုံပဲ။ဘာဖြစ်တာလဲလို့ဘာကြီးတို့လည်းများတွေးပြီးတော့ရက်နေမိကြတော့မှ သူတို့ကြောက်ခိုင်းလာတဲ့ဖះเจ้าဆောင်ဘက်ကနေချမ်းဟန်တန်ကိုကြောက်အောင်အဲ့တော့သူတို့လည်းကြည့်မိလိုက်ကြတာပေါ့ကြည့်မိလိုက်တော့ဖះเจ้าဆောင်အောင်နာမှာတောင်ဝေးကင်ထားတဲ့အဝေးဖြူဝတ်တဲ့လူကြီးကြောက်ကအလွန်ဒေါသထွက်နေမျက်နှာနဲ့ထိုင်နေဟဲ့လူကြီးခမရဘသူလဲဘာကြီးကလှမ်းမိလိုက်တယ်ငါကလက်ခုတ်တော်ရွာရွာတော်ရှင်ပဲခမရကလက်ခုတ်တော်ရွာရွာတော်ရှင်ဟုတ်လားအေးဟုတ်တယ်ခမရခမရရွာမှာမနေဘဲနဲ့ဒီလိုပါလာလောက်တာလေ ဘာကြည့်ရမီလိုက်တော့ရွာတော်ရှင်ဆိုတဲ့လူကြီးဟာစူးစူးရဲရဲစားမတက်ဝါမတက်ကြည့်လာတယ်။မင်းတို့ကငါ့နွားကိုတိုက်ရောက်ပြီးတော့ငါ့ကိုမရေကြောရေလာပြောနေရပေါ့ဟုတ်လား။ငါကမင်းတို့ဆရာနေဝင်ချတောင်းပန်ပြီးတော့တန်ရာတန်ချင်းအစားပြန်ပေးဖို့လိုလာရောက်လာတာ။ကျွတ်တို့တော့အတွက်ငွေနှစ်ချက်အဖိုးခါပေးခဲ့တာပဲလေ။နှစ်ချက်တယ်လား။ငွေနှစ်ချက်ကနွားတစ်ကောင်ရဲ့တန်ချင်းလား။လူကြီးကမိတာကိုဘာကြီးတို့လင်မယားဘာမှပြန်မဖြေတတ်ကြဘူး။ကောင်းပြီလေ။နင်တို့ကလောဘတက်လို့တိတ်မဲ့လူတွေ။ အတကြေးပြောတာတအလုံးလုံနေရောမှအာမရသူတဘာပစ္စည်းပါခိုးယူလေတော့ထိုက်တဲ့နဲ့အပြစ်ပေးရတာပေါ့လေလူကြီးကအဲ့လိုပြောပြီးတော့ထိုင်အားနေထားပြီးသူ့တာဝန်ကြီးကိုစံမျက်စီဒုံးကနေဆောင်းချလိုက်တယ်ဒီခိုင်မှာပဲလင်းချင်းနေအိမ်ပြင်ဘက်ကပတ်ဝန်းကျင်တစ်ခုလုံးကရုတ်တရက်ကြီးအမောင်တီကျသွားခဲ့တယ်ရွာရော်ရှင်ဆိုတဲ့လူကြီးကလည်းရုတ်တရက်ကြီးပြောက်ွယ်သွားတာပေါ့ ငါတို့မိသားစုအမောင်ပိမ့်ပိမ့်ကြီးတွေမှာနေမှမသိညမှမသိထမင်းစားရေတောက်တောင်ထလုပ်လို့မရဘဲနဲ့နေခဲ့ရတယ်။သူ့အမောင်တို့ရလေဘလို့အမောင်တို့ညီမလည်းမသိဘူး။ပိမ့်ပိတ်အောင်မောင်းနေရမိလဲထွန်းလို့မရဘူး။မိထွန်းတာနဲ့တန်းငိမ့်တာပဲ။ဘာကြီးပြောပြတာကိုကြုတ်လေပါဇက်အဟောင်းသားနဲ့ပဲနားထောင်နေမိတာ။ကလေးရဲ့နေခင်းလိုက်မိဘတွေကတော့စဖြစ်တဲ့အိမ်ညာလုံးဝမနှိုးဘူး။ငါတို့လည်းများညောက်ပဲအမောင်ထဲမှာငုတ်တုတ်ထိုင်နေတဲ့ရေစာတာတွေ၊ဘိုက်စာတာတွေစရိုက်ဒုက္ခပေါင်းစုံခံနေရတာခင်လားဆိုငိုလိုက်တော့ပြောင်းနေပါနဲ့။ငါလည်းဘာလို့လို့လောက်ရမှန်းမသိဘူး။ လက်ခုပ်တော်ရွာရွာတော်ရှင်ကြီးအကြီးအကျယ်အော်ဟစ်ပြောပြီးတောင်းပန်ပေးမယ်လေအကြောင်းမထူလေဖာစီပြောနေရတွေကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာတော့ကျုပ်သတိမိနေတဲ့အချိန်ကနားထောင်ခဲ့ပြီးသားလူတွေတောင်မှပါဇက်အဟောင်းသားနဲ့ပြန်ပြီးတော့နားထောင်နေကြတယ်။ဟောရီအဲ့လိုမျိုးဒုက္ခတွေခံနေကြရရင်လည်းငါရဲ့စိတ်ကခံမန်းရင်တော့၃လရက်လောက်အကြာမှအိမ်တကားဖွင့်တယ်ကြာပြီးမီးတုတ်ကင်ထားတဲ့အယူတယောက်ငါတို့စီကိုရောက်လာတယ်။ငါတို့ကိုယ့်အပြစ်ကိုတီးကြပြီလားလို့မီးတယ်။ ရတော့သိကြပါပြီပြောတော့သူတော်ကသူကဲတင်ပေးမယ့်အကြောင်းနဲ့ရတော့ရှင်လေးကျင်နာတောင်းမှန်မှုရေသူတောင်းဆိုတာလှုပ်ဆောင်ပေးဖို့ရေပြောပြီးတော့ပြန်ထွက်သွားတယ်။အယူဟိုအယူကသူတော်ဆိုတဲ့အယူလားအမှန်ပဲပေါ့အဲ့ဆိုဆက်ပြောပါဦးပါကြီးကသူတော်လာသွားပြီးတော့အချိန်တော်ကြာပြီးတော့ရတော့ရှင်ကြီးကငါတို့စီကိုရောက်လာတယ်ငါတို့လည်းငိုယိုပြီးတောင်းမှန်ရတာပေါ့อืมဒါပေမဲ့သူကဘလို့မှမကျင်နဲ့နိုင်ဘူးကြီးပဲပြောနေတာကွာအဲ့ဒီအချိန်မှာအိမ်ပြင်ဘက်ကနေတရားရောက်ကရတော့ရှင်အမိန့်နဲ့ခေါ်ရတဲ့တန်ထွက်ပေါ်လာတယ် ရွာရော်ရှင်ကြီးလည်းချက်ချင်းပဲပျောက်သွားတယ်ကွာအယူနဲ့ကြောင့်မျက်နှာချင်းဆိုင်ပြီးရဲ့အချိန်အယူကရွာရော်ရှင်အမေ့ပြန်လိုက်တာကျုပ်ပြန်ပြီးတော့မြင်လာမိတယ်ဟာတို့လည်းဘာတွေဖြစ်လာမလဲဆိုပြီးတော့မျှော်လင်းနေစောင့်နေမိကြတယ်အချိန်ကလည်းအတော်ကြာသွားတယ်တ냐တာလောက်ကြာမလားပဲကွာနောက်ဆုံးငါတို့စိတ်ပြက်လက်ပြက်နဲ့ထိုင်နေမိကြတော့မှမျက်လုံးနဲ့အိမ်ပြင်ဘက်ကနေတဖြည်းဖြည်းချင်းလင်းချင်လာတဲ့အလင်းရောင်တွေမြင်လိုက်ကြတယ်လင်းများနှစ်ယောက်ဝမ်းသာပြီးထထောင်ခုံမိကြတယ် ပြီးတော့အစရေကနေအဲ့ဒီချိန်ထိအိမ်မောကြနေကြတဲ့မိသားစုဝင်တွေနှိုးပြီးတော့ဝမ်းသာအရာအိမ်မောနဲ့တကားဖွင့်ပြီးတော့ဆင်းပြေးလာမိကြတာပဲ။ဘာကြီးကအဖြစ်ပြက်ကိုညီကုန်းချက်ဖြစ်နေပြောလာတယ်။ကိစ္စပူပူနွေးနွေးဖြစ်ထားတဲ့အချိန်ဆိုတော့ကြုတ်လေဒီလောက်ပဲမေးမိခဲ့ရလေ။နောက်နေ့လောက်အကြမှာတော့ဘာကြီးနဲ့မခင်လာတော့ကလက်ခုပ်တော်ရွာသွားကြပြီးနွားချောနွားတန်တကောင်လည်းအစာပြန်ပြီးရွာကိုလည်းတောင်းပန်ကြတယ်။ပြီးတော့ရွာတော်ရှင်နန်းစီမှလည်းပျော်ဝဲတစ်ခုလုပ်ပေးရတယ်။နက္ကနာဆန်းဆန်းမှာပဲ။မန္တန်နဲ့ကနာနဲ့အသေးချောင်း300တိတိလောက်ပေးရတာ အဲ့ကိစ္စပြီးစီတော့ဗာဂျီရိုလင်းများလည်းတာတက်လုပ်ငန်းအတွက်ကိုလိုင်စင်ပြန်အားလိုက်တယ်။ ASC ဘွားရဲ့အတွက်ကိုတော့ကုန်စုံဆိုင်ကြီးတစ်ဆိုင်တင်လိုက်တယ်။လည်းလက်ကိုပြန်လုပ်တယ်။ကိုတာရိုကတော့ငွေကြေးတချို့ပေးပြီးတော့ပြန်ပြီးလွှတ်လိုက်တာပေါ့လေ။သူကတော့တူသားရင်းချဆိုတော့အိမ်မှာပဲဆက်နေပြီးတော့လေလုံးနဲ့ဆိုင်လုံးမှာဝိုင်းလုံးဝိုင်းစားဆက်နေဖြစ်တယ်လေ။ဒီလိုမျိုးနေရနေနောက်ဖက်တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကြုတ်တိကျတဲ့အကြောင်းတွေကိုဘာကြီးကိုလည်းမေးတယ်လို့ဘာကြီးမသိနိုင်တာတွေကိုလည်းသိနိုင်တဲ့သူစီကိုမေးမြန်းပြတယ် ဘာဇီယိုမေးပြတာတော့အယူသူတော်ကနွားစားပြန်ပေးစေတဲ့အကြောင်းတွေပျော်ပွဲသုံးရက်ပေးစေတဲ့အကြောင်းတွေကိုလည်းမေးမြန်းပြတယ်လေ။ဘာကြီးကတော့တကယ်စားတွေကသူတို့လင်မယားနှစ်ယောက်ရဲ့အိမ်မက်ထဲမှာအယူသူတော်ကလာပြောသွားတာတဲ့။နှစ်ယောက်စလုံးကလည်းအိမ်မက်တစ်ခုရဲ့ကိုအပြိုင်မက်ကြတယ်လို့ပြောတယ်။တာတအလို့လည်းဆက်လို့ပြီးတော့ကောင်းရောက်ကောင်းဝယ်တာလှုပ်ဖို့လည်းမြတ်တရားခံပြီးတော့ပြောသွားတယ်လို့ပြန်ပြောပြတယ်။နောက်ထပ်ကျုပ်သိချင်မိတာကတော့ကျုပ်အသိစိတ်ပြောက်သွားတဲ့အချိန်ပေါ့ဗျာ။ ဒီအကြောင်းလေးကိုကြတော့အယူသူတော်ကျွတ်တို့စီကိုစတင်ခေါ်လာခဲ့ပြီးအဖြစ်ပြက်အဆအဆုပ်သိရှိနေတဲ့ကုပေါ်လူမီးပြတ်ပါတယ်ကုပေါ်လူပြန်ပြီးပြောပြတာကျွတ်အသေးစိတ်ပြောက်သွားတဲ့ချိန်မှာတော့လက်ခုပ်တော်ရွာရော်ရှင်ကကျွတ်ကိုဝင်ပြီးတော့ပူကတ်လာတယ်တဲ့အဲ့တော့တော့အယူသူတော်နဲ့ကျွတ်ရဲ့ကိုရီးယားရွာရော်ရှင်ကသူတို့နားမလည်နိုင်တဲ့မာရာကစကားလိုပဲဆိုရလိမ့်မလားမသိတဲ့စကားကိုအခြေတင်ပြောကြတယ်လို့ပြောတယ်သူတို့ကတော့ကျုပ်နဲ့အယူသူတော်ကိုကြည်သာကြည်နေကြမိပြီးဘာကောမှနားမလည်နိုင်ပါဘူးလေ။ဒါဖြစ်တော့လေကျုပ်တိကျမြတ်တစ်ခုပဲကျန်တော့တယ်။ အဲ့ဒါကတော့ရာရောရှင်ကစိတ်ဆိုးပြီးတော့ဖွက်ထားခဲ့တဲ့အင်ကြီးကဘယ်လိုပဲပုံများပြန်ပြီးတော့ပေါ်လာတလေရေပေါ့ဒါရောဘသူကမှရေရေရရပြန်ပြီးတော့မဖြေနိုင်ကြဘူးဘာကြောင့်လဲဆိုတော့အဲ့ညမှာစောင့်ဆိုင်နေကြတဲ့လူအလုံးတညာလုံးမအိတ်ကြပဲနဲ့မနှက်အာယုံချင်းကနေကြမှာထူးထူးဆန်းဆန်းနဲ့အကုန်လုံးကအိပ်ပျော်ကုန်ကြရတယ်လေသူတို့အိပ်ပျော်သွားတာနိုင်ပိုင်းချတစ်ခုပဲကြာပြီးပြန်လို့လာတော့အင်ကြီးကလည်းပြန်ပေါ်နေပြီးဖြစ်ပြီးတော့ဘာကြီးတို့မိသားစုတွေကလည်းအိမ်မောနေဆင်းပြေးလာကြတာကိုမြင်ကြရတယ်ဗျာကဲအဖြစ်ပြက်ကတော့ဒါပါပဲ ဒီဖြစ်ပျက်ကခမရတို့တော်တော်ထူးဆန်းလာတော့ကျုပ်ကသိချမသိပေမဲ့တကယ်ကြုံရတဲ့ကျုပ်ကတော့တသက်တာမေးလို့ရတော့မှမဟုတ်တော့ဘူးလीအော်တခုပြောဖို့မေးတော့မလို့အဲ့ဒါနော်အသားဖြစ်တဲ့ကျုပ်တို့နဲ့တူနော်ခိုးပေးတဲ့လူလေနောက်ရက်ထဲမှာဘသူအုံမမသိရဲ့နေရင်အုတ်ချက်ပြင်းပြင်းကိုတယောက်တစ်ချက်အုတ်တာခံကြရတယ်ဗျာကျိုးဆိုရင်တိုင်ရစီထိုင်နေရင်ဆိုတော့အရှိရစပွဲနဲ့ရှိုက်မိပြီးနှက်ခတ်ဟတ်တက်ကွဲသွားတယ်ဒီလိုဖြစ်ပေမဲ့ကျုပ်ကတော့ကျေးဇူးတင်မိပါတယ် ဘာကြောင့်လဲဆိုတော့ကျွန်တော်လောက်ခဲ့တဲ့အပြစ်တွေအတွက်ရော်ရှန်တလောက်ပဲအပြစ်ပေးတာပဲဝမ်းသာကြရမှာလေမဟုတ်လို့ဒီထက်အပြစ်ပေးမယ်ဆိုရင်လည်းခံကြရမှာပဲမတိကြလို့စိတ်ခိုင်းလို့လုံးပြီးကြရဲဆိုပေမဲ့လေဘလို့ပဲဖြစ်ဖြစ်ကိုကလောက်ခဲ့တယ်ဆိုတာမှန်နေရပဲမဟုတ်လားကျုပ်ကတော့တော့ဆွဲပြီးဆဲဆိုပြီးတော့ဆော့ကားမော်ကားပြုခဲ့တဲ့အယူသူတော်တို့လူချင်းတွေတော့ဥချကြော်ပြီးတောင်းမှန်ခြင်းမိမဲ့သူတို့ကအဲ့ဒီနေကလေးကပျောက်ချင်းမလားပျောက်သွားခဲ့တာဒီနေ့ ठी ပဲလေ တရော်လေဗျညဘက်ဖះရှစ်ခုပြီးတိုင်းမှာကျုပ်အနေနဲ့သူ့တော်တစ်ခုတ်တရားကိုရှစ်ခုကတော့ပြီးတော့တောင်းမှဖြစ်တာအခုချိန်ထိပဲပေါ့ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ဇလန်လေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့ဇလန်ဆက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်နာဆရာပြေကြတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်